ပြည်ရင်းရွှေစည်းကွက်အတွင်းလေပတ်ကားတွေကြောင့်နာမည်ပြက်နေပြီးလေပတ်ကားရောင်းဝယ်သူတွေကိုခေါ်ယူစစ်ဆေးတာတွေရှိနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငယ်ရှင်များအသင်းဥက္ကဋ္ဌဦးမြင့်မြင့်ကပြောပါရယ်။ဇွန်၁၄ရက်ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငယ်ရှင်များအသင်းရုံးမှပြုလုပ်တဲ့ရွှေစည်းနှုံရွှေစည်းကွက်တည်ငြိမ်စေရေးနဲ့မေလလပတ်ငွေစည်းရင်းရှင်းလင်းအတည်ပြုခြင်းအစည်းအဝေးမှာရန်ကုန်တိုင်းဒေသကြီးရွှေလုံငယ်ရှင်များအသင်းဥက္ကဋ္ဌဦးမြင့်မြင့်ကအခုလိုပြောကြားခဲ့တာပါ။ ဒီဘက်ကရောင်းဝယ်တာကြောင့်တော်တော်များများခေါ်ယူစစ်ဆေးနေတာတွေရှိပါတယ်။ရွှေဆိုင်တော်တော်များများကတော့ပေါင်ချနဲ့သွားတယ်။ဒစိမ့်တွေနဲ့သွားကြတော့ပြဿနာမရှိပါဘူး။လေပတ်ကားတွေကြတော့သူ့ဝိုင်းနဲ့သူသွားတဲ့အတွက် ူ့ဝိုင်းထဲမှာပဲမရောနိုင်ဘူးအဲ့တော့ရရမဲ့သူကများတဲ့အခါကျတော့တိုင်တာတွေရှိတယ်တိုင်တဲ့အခါမှာခေါ်ယူစစ်စစ်အေးယူတာတွေရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်ဒီလိုတိုင်ကြောင်းမှုတွေကြောင့်ခေါ်ယူစစ်စစ်အေးယူမှု၃ချိန်အထိရှိခဲ့ပြီးအေးယူမှုတွေလည်းရှိခဲ့ကြောင်းလေပတ်ကားတွေကြောင့်ရွှေဈေးကွက်နာမည်ပြက်နေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောပါတယ်အဓိကကတော့ဒီလေပတ်ကားကြောင့်ရွှေလောကကနာမည်ပြက်နေတာပါအခုတတိယအကြိမ်မှာလည်းခေါ်ယူစစ်စစ်တာတွေရှိပါတယ် လက်ရှိလည်းခေါ်ယူစစ်ဆေးတာရှိပါတယ်။ကြံတဲ့သူတွေစီရင်ထဲမှာရှိတဲ့သူတွေကိုလည်းစောင့်ကြည့်နေတာတွေရှိပါတယ်။တရားရုံးရောက်ရင်တပ်တွေအထောက်အထားခိုင်လုံတဲ့အထောက်အထားရအောင်စောင့်ကြည့်နေတာတွေရှိပါတယ်လို့ဦးမြင့်မြင့်ကဆက်ပြောပါတယ်။